ဒီဖုန်းရဲ့အပေါ်ကြည့်မယ်ဆိုရင်တော့တော်တော်လေးစိတ်ချမ်းသာဖို့ကောင်းတယ်ရီဇာဟောင်းနေတဲ့တာတာပေါ့နော်မြင်အောင်ပြောပါဆိုရင်တော့ Helio G 100ထက်တော့ UPI ရတဲ့ SOC ပဲဗျာကျောင်းနိုင်ငံလူတွေကပတ်စံတော်နေနေပဲပေးခြင်းတယ်ဒါပေမဲ့ performance ဆိုအများကြီးရခြင်းတယ်ဟိုလိုမျိုးလူလဲတွေကြီးပဲဆိုတော့အဲ့လိုမျိုးလူတွေအတွက် performance တကယ်ကိုကျန်းတဲ့ Poco M7 Pro 5G လေးရောက်လာတယ်ပေါ့နော်တကယ် performance တွက်တာလားဘယ်လောက်ထိကျန်းတာလဲအဆုံးကြီးကြပါ default storage option 256GB အဲ့ဒါမှမ RAM 8GB 12GB နှစ်မျိုးပြောင်းပြီးသွားမယ်ဈေးကလည်း8သိန်း9သိန်းဝင်ကျင်လောက်ရှိမယ်လို့ကျွန်ရခံမှန်းနေပေါ့เนาะဒီဈေးမှာ accessory တလောက်တိအစုံပါတာက flash တွေကိုနည်းနည်းလေးအားနာဖို့တော့ကောင်းသေးရဲ့ဗျာတလား flash တွေတဲ့စေနာပို့ရအောင်ပြောလို့ရတယ်ဗျာ cover ကလည်းအကြည်မဟုတ်တဲ့အမဲလေး color ကအခုကြောလက်ထဲမှာရှိတဲ့ green color လေးရမယ် saver purple တော့အောင်လာမယ်ဒီ green ရဲ့ texture တော်တော်ကို smooth ဖြစ်တဲ့ဘက်သွားတယ်အဲ့တော့မှမခပ်ပပါလီခုံးပေးထားတဲ့အတွက်ကြောင့်မလို့ကန်ရတာတကယ်တက်တော့တက်တာဖြစ်တယ်အယောတကယ်မိုက်တာကင်မရာဘက်ကတော့ဟိုဘက်ရက်ကွက်မှာလုံးဝခစ်စားနေတဲ့ liquid glass design လေးပေါ့နော်အနားလေးတွေခုံးပေးထားတာဆိုတော့ဘယ်လိုပြောမလဲကင်မရာဘက်ကိုထူတယ်လို့ကျွန်တော်မခံစားရဘူးကင်မရာဘက်မှာမဟုတ်ဘူးဒီဖုန်းအထူကလည်း8 mm ပဲရှိမယ်။အလေးချိန်က190 gram. hand feeling ကလည်းအဆင်ပြေတယ်။ ကိုင်းရတာလည်း okay တယ်အဲ့ဒါမှမ IP6 protection water resistant ပါအောင်ပါပြတုစင်းတဲ့ဒီဖုန်းမှာလုံးဝအားရတာ display ပြ 4G flex amoled ပါလာမယ်အဲ့ဒါမှမ120 hex preness က1100အထိသွားတယ် dolby vision HDR templates အဲ့အကုန်လုံးကထုံးစံနဲ့ပဲ support လုပ်မယ်။ Text sample rate ကလည်းနောက်တရ60 hex ပြီးတော့ညာဘက်ဖုန်းတွေ့မယ်ဆိုရင်မျက်စိညောင်းတာဘာညာတက်တာအောင် TV set device ဖြစ်တဲ့ display ကိုမုတ်တရတော့ပြောလို့ကော်မှာမဟုတ်ဘူး။ဆိုတော့ဒီကြောင်းနဲ့ပြောရရင်တော့သူ့ဈေးဝင်းကျင် level ကတခြား LCD display တွေထက်တာတဲ့ ဖုန်းလို့ပြောလို့ရတယ်ဒီဖုန်းရဲ့အပေါ်ကြည့်မယ်ဆိုရင်တော့တော်တော်လေးစိတ်ချမ်းသာဖို့ကောင်းတယ်ရီဇာဟောင်းတွေထဲတာတာပေါ့နော်25 mm နဲ့ကြက်ပေါက်အခုချိန်ထိထည့်ပေးထားတယ် speaker ပါတယ် i speaker နှစ်ပေါက်နှစ်ပေါက်ဆို dual stereo speaker ပေါ့နော်ပြီးတော့ air blaster လေးပတ်လာမယ် noise cancellation အောက်မှာတော့ mic တွေ sim tray တွေအဲ့ဒါတွေအကုန်လုံးအသိပေးတာ speaker ကလည်း volume ကို maximum 300%လောက်ထိချဲ့လို့ရတယ်အဲ့ဒါအောက်မှာ dolby atmos ပါလာမယ်ဆိုတော့ gaming ဆိုဆို media consumption လောက်လို့ဒီဖုန်းကတကယ်ကိုအဆင်ပြေတဲ့ကောင်မျိုးလေးပေါ့နော် ကျွန်တော်ပြထမအဆုံး Poco M7 Pro 5G ကိုစပြီးတော့ဝယ်မယ်ဆိုတာနဲ့အလုတ်တင်ဆုံးအလုတ်ကတော့ software update လုပ်တာပဲကျွန်တော် HyperOS 2.0တင်တဲ့အချိန်မှာတော်တော်ကြီးကို smooth ဖြစ်သွားတယ် animation နဲ့အစားအရင် HyperOS တစ်ခုတကယ်မိုက်သွားတယ် trust me global လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ Google Gemini တို့ Sage တို့ Search တို့ Google app တွေအဲ့ဒါတွေဘာမှစေဘူးကြမလို့ gallery ထဲမှာဆိုလဲ AI eraser AI sky AI bokeh အဲ့ဒါရမယ်မတို့ဒီအောင်တော့ global မှာကြိုက်တဲ့ hey ဆိုတဲ့သူတွေအတွက်ကတော့ဒါလုံးဝ ထည့်ပြီးတော့ညှို့လို့ရတဲ့ဖုန်းပဲဗျာ။ချက် performance Dimensity 8025 Ultra 6 nanometer daily use အတွက်လုံးဝလုံလောက်တဲ့ကောင်မျိုး HyperWatch 2.0မှာလည်းတကယ်သုံးလို့အကောင်းတဲ့ကောင်။ 5G SoC ဖြစ်နေရလဲလုံးဝသူ့ရဲ့အားသာချက်လို့ပြောလို့ရတယ်။ပို့ပြီးတော့မြင်အောင်ပြောပါဆိုရင်တော့ Helio G 100ထက်တော့ပိုပြီးအားရတဲ့ SoC ပဲဗျာ။ gaming ဆိုရင်ကျွန်တော် Mobile Legends ဆော့ကြည့်ရဲ Ultra Frame Rate HD Resolution ရတယ်။ဆိုတော့ကိုကတအား setting အမြင့်ကြီးနဲ့မဆော့ဘူးဆိုရင် game ဆော့လို့အဆင်ပြေတဲ့ ဖုန်းလေးတစ်လုံးလို့ပဲပြောကြပါစို့ပေါ့နော်ဘက်ထရီနည်းနဲ့ဆိုရင်တော့9000 130 mAh ပေါ်ပါလာတယ်အဲ့ဒါမှ45 W flash ချက်ရမယ်ဆိုတော့ကျွန်တော်တို့တရက်ချော်ချော်လောက် battery AC ခံတဲ့ထဲမှာပါတယ်ဒီထက်ပိုပြီးတော့လဲအသေးစိတ်အာ detail လေးကျွန်တော်တို့တုံးလို့ရတယ်ဆိုရင် review လေးလေးလာပြီးကြိုးစားပါမယ်နောက်တစ်ခုတော့ camera ပဲ camera overall ခြုံကြည့်မယ်ဆိုရင်တော့ Poco M7 Pro ကနည်းနည်းလေး confuse ဖြစ်ဖို့ကောင်းတယ်ဗျာ selfie ကတော့ကျွန်တော်စမ်းထားတာရှိတယ်အခုတော့ထပ်ပြီးတော့စမ်းပြပါပါတော့20 megapixel ပါလာတယ်အဲ့ကောင်လေးက ဘယ်လိုပြောမလဲသူ့ဈေးသူ့တန်းမှာဆိုရင်တော့ကြိုက်တယ်အဲ့လိုအလင်းဝင်တာလေးတော်တော်မိုက်တယ်ဗျာဒါပေမဲ့အရန် zoom ဆွဲတယ်ဆိုရင်လေအဲ့လိုနည်းနည်းတချို့နေရာလေးမှာ cartoonish ဖြစ်သွားတယ်လေတစ်ချက်ပဲ main lens က50 megapixel မှာ Sony ရဲ့ IMX A2 aperture size က f1.5 OIS ပါတခါတည်းပါမယ်ဒီဈေးမှာမြင်အောင်ပြောမယ်ဆိုရင် Poco X7 Pro မှာတုံးထားတယ်တူတူပဲသို့တော့ ultra wide မပါလာဘူးပြကျွန်တော်ပြနေနေအားလုံးသတိထားပြလိုက်ကြလာတော့မသိဘူးသူရဲ့ ကင်မရာ flashlight ကတော်တော်ကြီးကိုကြီးတာတကယ်ကြီးလည်းတော်တော်ကြီးလင်းတယ်ကျွန်တော်တို့ခုစဲရထားတဲ့ပုံလေးပြမယ်ပေါ့ဖက်ချက်ပြောရမယ်ဆိုရင်တော့နည်းနည်းလေးအားမရတာကသူ့ရဲ့ video resolution ပဲဗျာကျွန်တော်ရိုက်လိုက်မယ်ဆိုရင် 1080p အမြင်ဆုံးပဲရှုဖုန်းနေဆိုရင် 4K ဒီပါတယ်ပြောရမယ်ဆိုရင်တော့ဒီဈေးမှာ 4K ရတဲ့ camera အားလုံးနှိပါတော့မကောင်းကြဘူးဗျာ anyway specs အရဆိုရင်တော့ပါစီချင်တာမျိုးပေါ့ main lens မှာအဲ့တစ်ချက်ကလွယ် OIS ကော EIS ကော AI features တွေရောတော်တော်ကြီးအဆင်ပြေတယ်တမန်လူတွေတောင်မှဖွင့်ရရှုရိုက်ဖို့စိတ်ပူစရာမလိုဘူးကျွန်တော်အမှန်တမ်းယူသက်တော့ဝင်ခံရမယ်ဆိုတော့ဒီဖုန်းကအစင်းလေးပဲလာပြီးတော့အချင်းသိပ်ပြီးတော့မရှိတဲ့ဖုန်းလို့ထင်ခဲ့ရဗျာ တော့တာမှန်ပဲပေါ့ဒါပေမဲ့ price to performance ratio ဘက်ကနေကြော်ရီပြန်ပြီးတော့ကြည့်မယ်သူရဲ့ display တွေ design တွေ performance တွေဒီ camera ကိုကအစကျွန်တော်လက်ခံနိုင်မယ်ဆိုရင်တကယ်ကိုရွေးပြော်တဲ့ phone ကျွန်မပြောမှာဆိုရင်တော့ဒီစိမှာဒီကောင်းကတကယ်ရောင်းအားကောင်းလာမဲ့ကောင်းမျိုးစင်းနေမှာပါတယ်ဗျာဆိုတော့အခုကြည့်နေကြတဲ့သူတွေအနေနဲ့ရော Poco M7 Pro 5G ကိုဘယ်လိုမြင်လဲအောက်က comment လေးမှာတစ်ချက်လောက်မှတ်ခဲ့ပေးပါကျွန်တော်ကတော့ join